မင်္ဂလာပါခင်ဗျာဒီနေ့သင်ခန်းစာမှာလဲကျွန်တော် set data အတိုင်းနဲ့ပတ်သက်တဲ့အခြေခံပုံစံတွေကိုပဲကျွန်တော်ဆက်လက်တွက်ချက်တော့မှာပဲဖြစ်ပါပထမဆုံးပုံစံလေးကတော့ကျွန်တော်မျိုးနွယ်အဆင့်ဘာသာရက်အလိုက်ကျွန်တော်ထူးချွန်ပြိုင်ပွဲမှာပါဝင်တဲ့ចောင်းသားចောင်းသူရှင်ရှိပါတယ်ဟိုပြိုင်ပွဲတဲ့ပြိုင်တဲ့ဘာသာရက်တွေကတော့သင်္ချာယူဝဗေဒကွန်ပျူတာသိပ္ပံဟိုပြိုင်ကြပါတယ်မိကုံးကဘာလဲဆိုရင်ဘယ်ចောင်းသားចောင်းသူတွေကဘာသာရက်သုံးခုလုံးကိုပါဝင် ရှင်းပြရင်လည်းဘယ်ចောင်းသားတွေကတို့ဘာသာရဲ့တခုလဲဟိုသာပအဝင်ရှင်းပြရင်လည်းတို့ဒီမှာဆိုရင်ကျွန်တော်ဘာသာအသုံးခုကျွန်တော် import ပေးမယ် import ပေးတဲ့အခါမှာကျွန်တော်နာမည်တွေပေးမယ်အဲ့နာမည်တွေကကျွန်တော်ဇွဲနေဖြစ်မယ်အဲဒီမှာဆိုရင်မမမောင်စောကိုကိုမချောမချောကိုကိုမောင်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 မမမောင်မောင်ကိုကိုဒီမှာဆိုရင်ကျွန်တော်ဘုံတူးနေတဲ့ လူကကျွန်တော်ဘာလဲဆိုရင်သုံးပါးသာလုံးဝင်းဖြေတဲ့လူဒီမှာဆိုဘုံတူးနေတာဘာလို့လဲဆိုရင်ကျွန်တော်ကိုကိုပါဟုတ်ဒီမှာဆိုရင်တော့ကိုကိုကဒီမှာလဲပါတယ်ဒီမှာလဲပါဆိုလိုတာကသူကသုံးပါးသာလုံးဝင်းဖြေတယ်အဲ့ဒါကိုကျွန်တော်တို့က3 set ရဆိုပြီးတော့ကျွန်တော်ကိုကိုဆိုပြီးတော့ကျွန်တော်ထုတ်ပေးရမှာဖြစ်တယ်နောက်တစ်ခုကကြတော့ကျွန်တော်တဘာသာတဲ့သာဝင်ရောက်ဖြေဆိုတဲ့လူဆိုလိုချင်တာကစက်တစ်ခုတည်းမှသာရှိရမယ် ပြန်တဲ့နှစ်ခုမှမရှိရင်သူ့ကိုတော့တော့ပရင်ထုတ်ပေးရတာဒီမှာဆိုရင်ကျွန်တော်တို့ကဘသူဝဲရှိလဲဆိုရင်တော့ဥပမာမောင်းတော့ဒီမှာရှိတယ်မောင်းတော့ပြန်တဲ့နေရာတွေမှာရှိသေးလားမရှိတော့ဘူးမမလည်းတခြားနေရာမှာရှိတယ်မောင်းမောင်းကလည်းတခြားနေရာမှာရှိတယ်ကိုကိုဆိုတော့အပေါ်မှာရှိတယ်ဒီမှာဆိုတခုသေးဖြေတာမောင်းတော့အဲ့ဒါကိုကျွန်တော်တို့ကပရင်ထုတ်ပေးရမှာဖြစ်ပါဟုတ်ပြီနော်ဒီပုံစံလေးကိုဘယ်လိုတွက်မလဲဆိုရင်ကျွန်တော်နမ် ဘာသာရဲ့၃ခုလုံးကိုဖြည့်တဲ့လူကကျွန်တော်တို့လွဲပါတယ်ဥပမာကျွန်တော်တို့ကဒီပုံလေးကိုကြည့်လိုက်ပါဒီပုံလေးကိုကြည့်လိုက်တဲ့အခါမှာ intersection ဖြစ်နေတဲ့၃နေရာရှိပါ၃ခုဒီ intersection ဖြစ်နေတဲ့နေရာလေးပါဒီ intersection ဖြစ်နေတဲ့နေရာလေးကဟိုကျွန်တော်တို့က print ထုတ်ပေးလိုက်ရင်ဒါ၃ဘာသာလုံးဖြည့်တဲ့လူဟိုကျွန်တော်တို့ရသွားမှာပဲဖြစ်ပါတယ်ဟုတ်ပြီတော့ဒီတိုင်းလေးတော့တွေ့ကြည့်ကြရအောင်ပထမဦးဆုံးကျွန်တော်၃ဘာသာလုံး ထည့်တဲ့လူကိုကျွန်တော်အရင်တွက်ထည့်လိုက်မယ်။အရင်ဆုံးကျွန်တော် input ပေးဖို့အတွက်ကျွန်တော် map function ကိုအသုံးပြုမယ်။အမျိုးအစားကဘာအမျိုးအစားဖြစ်လဲဆိုရင် screen အမျိုးအစားဖြစ်မယ်။ပြီးတော့ရင် input set 1ဆိုပြီးတော့ပေးထားလိုက်မယ်။ set 1ကတော့ဥမာတော့ set 1လို့မပေးခြင်းနဲ့ကျွန်တော် match သင်္ချာဝင်ဖြည့်တဲ့လူဆိုပြီးတော့ကျွန်တော်ပေးလိုက်မယ်။ MA အမဒီမာဒီကောင်ကို physics PHY SIC ရဲ့ physics ဒီနားလေးဒီအထဲမှာကျွန်တော် label တိုက်တာရေးလို့ရပါတယ်ဒီမှာဆိုရင်ကျွန်တော် CS ဆိုပြီးတော့ရေးလိုက်မယ် CS ဆိုပြီးတော့ရေးလိုက်မယ်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော် map ဖန်ခင်ဟိုအသုံးပြုပြီးတော့ဟိုရေးလိုက်တဲ့ဟာတွေကိုကျွန်တော်ဘယ်အမျိုးအစားပြန်ပြောင်းရမလဲဆိုစံမျိုးအစားပြောင်းလိုက်မယ်စံမျိုးအစားပြောင်းလိုက်ရင် number တူတဲ့ဟာတွေကိုကျွန်တော်တို့ကတစ်ခါပဲယူတော့မှာဖြစ်တယ်သုံးခုလုံးစုံတဲ့နေရာလိုချင်တဲ့အတွက်ကျွန်တော်ဒီပုံလေးအတိုင်းပဲ ဒီမှာဆို၃ခုလုံးဆုံးနေတဲ့အပိုင်းလေးပါဒီအပိုင်းလေးအဲ့အပိုင်းလေးကဟိုဆိုလိုတာ၃ပါးသာလုံးဖြေတဲ့လူအဲ့ဒီတော့ကျွန်တော်တို့က set data type ပြောင်းလိုက်ပြီဆိုရင် set data type နဲ့သက်ဆိုင်တဲ့ operation တွေတော့သုံးလို့ရတယ်ကွာဒီ integer လေးက ampersand လေးက intersection ကြားတဲ့ integer လေးဖြစ်တဲ့အတွက်ကျွန်တော်တို့သုံးခုလုံး intersection ဖြစ်တဲ့အကြောင်းတော့ထုတ်ပေးဟုတ်ပြီနော်ဒီ program လေးကိုတော့ run ကြည့်လိုက်မယ် ိုင်းတော့အဲဒီဆံမဲ့နော်ခုနက78ဒေါ်ပြဝိုင်းဆိုပြီးတော့ရေးလိုက်ဥပ္ပီကျွန်တော်အရင်ဆုံးမမမောင်မောင်ပြီးသွားရင်မောင်စောမောင်စောကိုကိုဆိုပြီးတော့ရေးလိုက်မယ်ပြီးပါကျွန်တော်မောင်မောင်ကိုသုံးကလုံးကျွန်တော်ဖြေတဲ့လူအဖြစ်ထားလိုက်မယ်ဟုတ်ပြီနော်ကိုကိုရောဖြေဖြေတဲ့လူဖြစ်ထားလိုက်ဒီမှာကိုကြီးဆိုပြီးတော့ရေးလိုက်မယ်ဒါဆိုရင်မောင်မောင်ကိုကိုရောပါသွားရင်ပြီးတော့ကျွန်တော်ဒီမှာဆိုရင်လည်း ဇော်ဇော်ဆိုပြီးရေးလိုက်မှာဇော်ဇော်ဆိုပေါ်မှာလည်းမပါသေးတိကမောင်းမောင်းပြီးတော့ရင်ကိုကိုအဲ့ဒါဆိုသုံးပါးသာလုံးရှိတာဟိုဘသူတွေရှိလဲဆိုရင်မောင်းမောင်းကိုကိုမောင်းမောင်းကိုကိုမောင်းမောင်းကိုကိုကျန်တဲ့လူတွေကမဖြစ်ဘူးအဲ့ဒီတော့ကျွန်တော်တို့သုံးပါးသာလုံးထပ်နေဘသူလဲဆိုရင်မောင်းမောင်းရဲ့ကိုကိုရဲ့ပဲဟိုထပ်မှာဒီမှာဆိုရင်တော့ဖြေပါထပ်ပါရဲ့ဒီစက်ချက်မောင်းမောင်းကိုကိုဆိုပြီးတော့ထပ်ပါနောက်ထပ်မိကုံးတစ်ခုကဘာလဲဆိုတော့ ဘယ်ចောင်းသားចောင်းသူတွေကဘာသာရက်တစ်ခုတည်းဟိုသာဝင်ရောက်ရှင်ပြိုင်ကြတယ်ကျွန်တော်ဘာသာရက်တစ်ခုတည်းဟိုသာဝင်ရောက်ရှင်ပြိုင်တဲ့လူတွေကဟုတ်အပေါ်နဲ့ပြောင်းမြန်ပါကျွန်တော်ထပ်မနေတဲ့လူတွေပါဥပမာကျွန်တော်ဒီမှာဆိုရင် AO ကျွန်တော်တို့ကသင်္ချာလို့ယူဆလိုက်မယ် BO ကျွန်တော် feed လို့ BO feed လို့ယူဆလိုက်မယ် CO ကျွန်တော်တို့ကွန်ပျူတာ science ဆိုပြီးတော့ယူဆလိုက်မယ် အဲ့ဒီအခါမှာကျွန်တော်ဒီဘက်ကျွန်တော်ကုချစ်ပြလိုက်တဲ့အချမ်းလေးတွေကဘာလဲဆိုတတိတပတ်ရှိနေတဲ့လူတွေပါဆိုလိုတာကကျွန်တော်တို့တဘာသာတဲ့ကျွန်တော်တို့ဝင်ရောက်ဖြစ်ဆိုတဲ့လူတွေပါဒီလိုမျိုးကျွန်တော်တို့ဒီမတူတဲ့အပိုင်းတွေကိုရယူဖို့ဆိုရင်ကျွန်တော်စက် data တိုက်မှာ operation တကူရှိပါအဲ့ဒါဘာလဲဆိုရင်ကျွန်တော်တို့ symmetric different ပါဟုတ်ပြီကျွန်တော်ဒီပုံစံလေးကိုကျွန်တော်ကြည့်ကြည့်လိုက်မယ်ကျွန်တော်ပုံစံမကြည့်ခင်တော့ဒီမှာ ထပ်ကြည့်လိုက်။ summer to different ဆိုတာတော့တူးနေတဲ့အပိုင်းတွေကိုမယူဘဲနဲ့မတူးနေတဲ့အပိုင်းတွေကိုကျွန်တော်တို့ယူတာတော့ summer to different ။ဟုတ်ပြီကျွန်တော်ဥစ္စာလေးကိုတော့ကြည့်ကြည့်လိုက်မယ်။ဒီမှာဆိုရင်ကျွန်တော်အရင်ဦးဆုံးကျွန်တော်အဖြေကိုအရင်ကြည့်ကြည့်လိုက်မယ်။လက်နဲ့ကျွန်တော်အရင်ကြည့်ကြည့်လိုက်။ဒီမှာဆိုရင်ကျွန်တော်မမမမဆိုရင်ကျွန်တော်တူးနေတော့တူးနေတော့မယူဆိုအနေအောင်လေးနဲ့ချက်လိုက် ကို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 လည်းဒီမှာလည်းရှိရယ်သူကနဘာသာဝင်ဖြေထားမချောမချောလည်းနဘာသာဝင်ဖြေထားပြီးသေးရယ်တော့တင်ချရယ်ကို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 လည်းပြီးသွားပြီမောင်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 လည်းကျွန်တော်ဖြေသေးရယ်သူကဟိုအရယ်ဖြေထားတာကိုကိုဆိုတော့သုံးခုတောင်မှဖြေတာဟုတ်ပြီတော့ကိုချစ်ကိုချစ်ကတော့ဒီမှာလည်းမရှိဘူးဒီမှာလည်းမရှိဘူးမောင်စောမောင်စောလည်းကျွန်တော်မရှိဘူးအဲ့အတော့ကျွန်တော်အဖြေကဘာဖြေရမလဲဆိုရင်မောင်စောရယ် ကျွန်တော်ကိုကိုရဲ့ဟုတ်ပြီကျွန်တော်အဖြေကိုကျွန်တော်အစိမ်းအောင်လေးနဲ့ကျွန်တော်ဝိုင်းထားလိုက်ကျွန်တော်အဖြေကဘာလဲဆိုရင်မောင်စော်ရဲ့ကိုချက်ရဲ့ဟုတ်ပြီကျွန်တော်ဆမ်မတ်ထွေဒီဖရန့်ကိုသုံးပြီးတော့ကျွန်တော်လုပ်ကြည့်လိုက်တော့သုံးခုလုံးတော့လုပ်ကြည့်လိုက်မယ်ဆမ်မတ်ထွေဒီဖရန့်နဲ့ကျွန်တော် info matte ဆိုကျွန်တော်လုပ်လိုက်မယ်ပြီးသွားရင်ကျွန်တော်အဖြေထုတ်ကြည့်လိုက်မယ်ရလားမရဘူးလားဆိုတာဟုတ်ပြီကျွန်တော်ဒီ program လေးကိုတော့ run ကြည့်လိုက်မယ် python အဲ့ဒီမ်းပဲကျွန်တော်တို့ကဗာလဲဆိုတော့88ဒေါ် BY ဆိုပြီးရေးလိုက်တဲ့အခါမှာကျွန်တော်တို့အဖြေကတကယ်တမ်းနှစ်ခုပဲထွက်အောင်မှာမောင်စောရဲ့ကိုချစ်ရဲ့ဒါမှမဟုတ်ဒီမှာထွက်နေတာမောင်စောကိုချစ်ကိုကိုပါပါနေကိုကိုကဘာဖြစ်လို့ပါနေလဲဆိုကိုကိုကဒီအပေါ်မှာဆိုရင်သုံးခုလုံးဖြေတာကိုကိုတယောက်ပဲရှိတယ်ဘာဖြစ်လို့ဒီတိုင်းဖြစ်သွားရလဲဆိုရင်ကျွန်တော်ပထမနှစ်ခုမှာကျွန်တော်တို့ ပထမဆုံးဘုံတူးနေတဲ့နှစ်ခုကိုဖယ်လိုက်တဲ့အခါမှာကိုကိုကကြတော့ဒီမှာထပ်ပြီးတော့ဆမ်မတ်ထွက် different လောက်တဲ့အခါမှာ तू ကမတည်ဘူးဖြစ်နေတာ။ကိုကိုထပ်တယ်ဆိုပြီးတော့ဖယ်ပြီးသွားတယ်။ဒါပေမဲ့ကိုကိုကထပ်ပါနေတဲ့အတွက် तू ကပါနေတာ။အဲ့ဒီအတွက်ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်တို့ကဆက်တွေကို subtraction လုပ်ကြ။ဒီမှာလေးကိုကိုကသုံးခုလုံးဖြည့်ထားတဲ့ကောင်။သုံးခုလုံးဖြည့်ထားတဲ့ကောင်ကိုကျွန်တော်ကဘာလုပ်ပေးရမလဲ။နှုတ်ပေးရမလား။နှုတ်လိုက်ရင်ကျွန်တော်ကမောင်စောရဲ့ကိုချင့်ရဲ့ကို အပြေထွက်ရမှာဒီစက်တွေကို subtraction လုပ်တယ်ဆိုတာကျွန်တော်ဒီပုံစံလေးပါကျွန်တော်တို့ a စက် a အနုတ် b လို့ပြောလိုက်တာ ਨੇ ကျွန်တော်ဘာရမလဲဆိုရင် a ထဲမှာရှိတဲ့ element အားလုံးဒါပေမဲ့ဘယ်သူ့ကိုခြံထားခဲ့မလဲဆိုတူးနေတဲ့ကောင်ကိုကျွန်တော်ခြံထားခဲ့မှာတူးနေတဲ့ကောင်နဲ့ b နဲ့မတူတဲ့ကောင်တွေကိုကျွန်တော်ခြံထားခဲ့ အဲ့လိုသုံးခြင်းအပြင်ကျွန်တော်တို့လိုချင်တဲ့အဖြစ်ကိုကျွန်တော်တို့ကရသွားမှာပဲဖြစ်ပါဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်တို့ကမောင်သောကိုကိုမောင်သောကိုချစ်ကိုကိုဖြစ်တာကျွန်တော်တို့အဖြစ်ထွားမှာမောင်သောရဲ့ကိုချစ်ဟုတ်ပြီအဲ့ရတော့ကျွန်တော်တို့က unit only ဖြစ်တဲ့အတွက် ans 1နဲ့ကနေပြီးတော့ ans 3 ans 3ဆိုတာကျွန်တော်အပေါ်မှာတော့တွက်ခဲ့ပြီးသား၃ခုလုံး intersection ဖြစ်တဲ့ကောင် ကျွန်တော်ဒီမှာလဲကျွန်တော်ကြည့်လေကိုကိုကသုံးခုလုံး interception ဖြစ်နေတာသူ့နှုတ်လိုက်ရင်ကျွန်တော်မောင်စော်ရဲ့ကိုချစ်ရဲ့ကျွန်တော်တို့ကရသွားတယ်အဲ့ဒါအကြောင်းမလို့ကျွန်တော်တို့ကနှုတ်လိုက်ရင်ကျွန်တော်တို့တိကျတဲ့အဖြေကျွန်တော်တို့ရသွားမှာပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ဒီပုံစံလေးကိုကျွန်တော် run ကြည့်လိုက်မယ်ဝမ်းကြည့်လိုက်ရင်တော့ကိုကိုမောင်စောကိုချစ်ဟုတ်ပြီကျွန်တော်ဒီမဲ့တခုခုတည်းမှာကျွန်တော်ထပ်ပြီးတော့ကျွန်တော်ဒီမှာကျွန်တော်မပါတဲ့လူတယောက်ကျွန်တော်ထပ်ထည့်လိုက်မယ် ျွန်တော်ကပါလဲဆိုကိုဇောဆိုပြီးတော့ထည့်လိုက်မယ်ကိုဇောဆိုရင်ကိုဇောလည်းကျွန်တော်တို့အဖြေထွားရမှာပဲဖြစ်ပါကိုဇောကတဘာသာပဲဖြေလို့ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်မောင်ဇောကိုချစ်ကိုဇောဆိုပြီးတော့နှုတ်ဖြစ်ရမှာဒီမှာဆိုရင်မောင်ဇောကိုဇောကိုချစ်ဆိုပြီးတော့နှုတ်ဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဆက် operation ကိုတုံးပြီးတော့နှုတ်တွက်ချက်သွားတာပဲဖြစ်ပါတယ်ဟုတ်နောက်ထပ်ပုံစံတစ်ပုဒ်က လမ်းဆောင်သုံးခုတွင်တပ်ဆင်ထားသည့် CCTV ကင်မရာမှမှတ်တမ်းတင်ထားသောကားနံပါတ်များနော်အဲ့မှတ်တမ်းတင်ထားတဲ့ကားနံပါတ်အနော်ဒီမှာဆိုရင်ကန်ဝမ်းမှာဆိုရင်နော်ဒီကားနံပါတ်တွေကိုမှတ်တမ်းတင်ထားပါတော့ကန်တူးမှာဆိုရင်လည်းကျွန်တော်ဒီကားနံပါတ်တွေကိုမှတ်တမ်းတင်ထားတယ်ကန်3မှာဆိုလည်းအောက်ကဒီနံပါတ်တွေကိုမှတ်တမ်းတင်ထားတယ်အဲ့မှတ်တမ်းတင်ထားတဲ့နံပါတ်တွေတည်းကနေပြီးတော့ကျွန်တော်တို့ကဘာကိုရှာပေးရမလဲဆိုရင်ပထမ တက်ကကြတော့မေခွန်တက်ကကြတော့ကင်မရာ၃လုံးလုံးမှမှတ်တမ်းတင်ထားသောနံပါတ်ကိုရှာပေးပါ။ဟိုအဲ့ဒါတော့အပေါ်ပုံနဲ့တူတူပါပဲ။ဒီမှာကျတော့နံပါတ်၄မှာကျတော့အ ਨੇ ဆုံးကင်မရာ၂လုံးမှဖမ်းယူထားသောနံပါတ်များကိုရှာပေးပါ။ဟုတ်ပြီကျွန်တော်ကင်မရာ၃လုံးလုံးစုံတာတော့ဒီပုံလေးကိုတော့ကြည့်ကြည့်လိုက်မယ်။ကင်မရာ၃လုံးလုံးစုံတာကကျွန်တော်ဘယ်လိုလဲဆိုရင်တော့ဒီဒီအပိုင်းလေးပါ။ဒီအပိုင်းလေးကကင်မရာ၃လုံးလုံးကျွန်တော်စုံနေတဲ့အပိုင်း ကင်မရာနှလုံးမဲ့ဆုံးနေတဲ့အပိုင်းကြတော့ကျွန်တော်ဘာလဲဆိုရင်ဒီနားလေးတွေပါတော့ဒီမှာဆိုရင် A နဲ့ B နဲ့ထပ်နေတယ်ဒီမှာဆိုရင် A နဲ့ C နဲ့ဒီမှာဆိုရင် B နဲ့ C နဲ့ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီ AB AC ဒီကျွန်တော်ဒီရလေးကိုကျွန်တော်တခြားအယောင်လေးနဲ့နှုတ်ချဲလိုက်မယ်အနည်းယောင်လေးနဲ့ဒီကောင်ဆိုနှလုံးဆုံးတာဒီမှာဆိုရင်နှလုံးဆုံးတာဒီကောင်ဆိုရင်နှလုံးဆုံးတာအစိမ့်လေးနဲ့ကျွန်တော်ချဲထားတာအသုံးလုံးဆုံးတာဟုတ်ပြီအဲ့ဒါကိုကျွန်တော်တို့ဘယ်လိုတွတ်မလဲနှုတ်တခြား ကြည့်ကြည့်လိုက်မယ်။ဟုတ်ဒီမှာဆိုရင်ပုံမှန်တိုင်းပဲ input ပေး input အတွက်ကျွန်တော်တို့ match function ကိုတုံးပြီးတော့ကျွန်တော်တို့ input ပေးမယ်။ပေးပြီးတော့ကျွန်တော်ဘာပြောင်းရမလဲဆိုရင် set data type ပြောင်းအောင်မှာအဲ့ဒီတော့ကျွန်တော် can 1 is equal to ကျွန်တော် set ဘာရေးရမလဲ can 1ဆိုပြီးတော့ကျွန်တော်ပြန်ပြောင်းလိုက်မယ်။ပြီးသွားရင် can 2 is equal to ကျွန်တော် set can 2ဆိုပြီးတော့ကျွန်တော်ပြောင်းလိုက်မယ်။ဒီလိုပြောင်းခြင်းအပြင်ကျွန်တော်ထက်နေတဲ့ နံပါတ်တွေကိုလည်းကျွန်တော်ဖယ်ပြီးသားဖြစ်တယ်ပြီးတော့ရင်ကျွန်တော်ဆက်နဲ့ပတ်သက်ဆိုင်တဲ့ကျွန်တော် operation တွေလည်းကျွန်တော်တို့လုံဆောင်လို့ရသွားမှာပဲဖြစ်ပါဟုတ်ပြီကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ဒါဆို set data type ကိုကျွန်တော်ပြောင်းပြီးသွားပြီသုံးခုလုံး intersection ဖြစ်တာကိုကျွန်တော်တွက်ဖို့အတွက်ကျွန်တော် ampere set ဒီ integrator လေးနဲ့ကျွန်တော် operation လုပ်လို့ရပါဒီမှာဆိုရင်ကျွန်တော် keyboard ကနေတော့ input ရိုက်မထည့်တော့ပါဘူးကျွန်တော်ကြာလို့ပါအာ ဟုတ်ပြီကျွန်တော်ဒီရလေးကိုကျွန်တော်ပိတ်လိုက်မယ်ပိတ်ပြီးတော့ကျွန်တော်ကျွန်တော်ဖာသာကျွန်တော်ရိုက်ထားတဲ့ကျွန်တော်ကျူတင်ပြင်ဆင်ထားတဲ့ကဏ္ဍလေးကိုကျွန်တော်ထည့်လိုက်မယ်ထည့်ပြီးတော့ကျွန်တော်ဒီမှာဆိုရင်၃ခုလုံးစုံတာဘယ်လိုလဲဆိုတာကျွန်တော်ကြည့်ကြည့်လိုက်မယ်ဒီမှာဆို၃ခုလုံးစုံတာကျွန်တော်တို့ဒီမှာဘာပါလဲဆိုရင်ကျွန်တော်105 105ဆိုရင်တော့ဒီမှာ၃ခုလုံးပါတယ်ပြီးသွားရင်တော့ဘယ်လိုတွေပါလဲလဲတော့ကြည့်ကြည့်လိုက်မယ်၄ဆိုမပါဘူး 6ဆိုရင်မပါဘူး9လည်းမပါဘူး8အဲ့ဆိုဒီမှာဆို105ပဲလားမသိဘူးဟုတ်ပြီเนาะဒီ program လေးကိုကျွန်တော် run ကြည့်လိုက်မယ်ဟုတ်တယ်เนาะဒီမှာဆို105ပဲ။နှုတ်မေကွန်းနံပါတ်1ကအနည်းဆုံးကင်မရာနှလုံးမှာဖမ်းယူထားသောနံပါတ်များကိုရှာပေးပါ။အနည်းဆုံးကင်မရာနှလုံးမှာဖမ်းယူထားတဲ့နံပါတ်တွေကတော့ဘာတွေလဲဆိုတော့ ပုံလေးကြည်လိုက်နော်ဒီမှာဆိုရင် A နဲ့ B ခုနကပြောလား A နဲ့ C B နဲ့ C ဒီအပိုင်းလေးတွေကိုကျွန်တော်တို့ကရှာပေးရမှာပဲဖြစ်ပါတယ်။အဲ့လိုရှာပေးဖို့အတွက်ကျွန်တော်တို့က intersection ကိုပဲတောင်းရမှာ။ဒါပေမဲ့ intersection လုပ်တဲ့အခါမှာသက်ဆိုင်ရာနှစ်ခုကိုပဲလုပ်လုပ်ရမှာပဲဖြစ်ရမှာ။နော်ဘလို့တွဲလုံးတွေကဘလို့ဖြစ်သွားမလဲ။ A နဲ့ B A နဲ့ C B နဲ့ C ကိုကျွန်တော်တို့လုပ်ရမှာပါ။ဟို A ကို1 BO2 CO3 လို့တော့ထားလိုက်မယ်เนาะ can 1 can 2 can 3လို့ထားလိုက်အဲ့ဒါတော့ကျွန်တော်ကဒီမှာဆိုရင် AI 1အကြာ can 1 intersection can 2 can 2 intersection can 3ပြီးသွားရင် can 3 intersection တော့ can 1ဆိုပြီးတော့ကျွန်တော်လောက်ထားတယ်။ဟုတ်ပြီကျွန်တော်ဒီအဖြေလေးတွေကိုကျွန်တော်ပရင်ထုတ်ကြည့်လိုက်မယ်။ Thank you ဆိုကျွန်တော် program လေးကိုတော့ run လိုက်ပြီ။ ဟုတ်ဒီမှာဆိုရင်4 104 105 105 108 105ကျွန်တော်တို့တကယ်တမ်းကျွန်တော်တို့ဒီမှာဆိုရင်တော့အဖြေထွက်မှာပါလဲဆိုရင်ကျွန်တော်တို့ဒီမှာဆိုအနည်းဆုံးနှစ်ခုပါနေတာ104ပါတယ်ဗျာကျွန်တော်ဒီမှာ104ဒီမှာတစ်ခါပါတယ်โอเคပြီးတော့105 105အနည်းဆုံးနှစ်ခုဖြစ်တဲ့အတွက်ကျွန်တော်သုံးခုဖြစ်လဲတော့ယူရမှာပဲအနည်းဆုံးသူကနှစ်ခုအဲ့ဒါဆိုကျွန်တော်တို့104ရယ်ကျွန်တော်တို့က105ရယ် နောက်တစ်ခုကတော့ဘာပါရမလဲဆိုရင်ဟို108 108ကဒီမှာလည်းပါတယ်ဟိုနောက်ထပ်ဒီမှာလည်းပါတယ်အတွက်ကျွန်တော်108ယူပါမယ်ဟုတ်ပြီကျွန်တော်ဒီ AN 123ကိုကျွန်တော်ဘလို့ဟိုစက်ရမလဲဒီမှာဆိုတတိတခြားပြီဖြစ်မယ်ကျွန်တော်ဆက်ပြီးတော့ကျွန်တော်တို့ကပရင်ထုတ်ပြရမယ်အဲ့လိုကျွန်တော်ပရင်ထုတ်ဖို့အတွက်ကျွန်တော်တို့က update ဆိုတဲ့ဟာနဲ့ကျွန်တော်ထုတ်လို့ရပါဟုတ်ပြီကျွန်တော်ဒီကောင် ဖြစ်လိုက်မယ် ANL 1ကိုကျွန်တော် update ANL 2လို့ပေးလိုက်မယ်ပြီးတော့ရင် ANL 1နဲ့2နဲ့ဆက်သွားတယ်1နဲ့2နဲ့ဆက်တဲ့အချိန်မှာ ANL 1ကိုပဲနောက်ထပ်3နဲ့ထပ်ဆက်ဆိုပြီးကျွန်တော်ပြောလို့ရပါတယ်ဟုတ်ပြီကျွန်တော်အဖြေထုတ်တဲ့အခါမှာကျွန်တော်ဘယ်လိုလေးထုတ်မလဲဆိုရင် set data type တွေက data တွေပဲဖြစ်တဲ့အတွက်ကျွန်တော် for လေးသုံးပြီးတော့ကျွန်တော်ထုတ်လိုက်မယ်အပေါ်ကလိုပဲကျွန်တော်ဒီမှာဆိုရင်သုံးခု intersection ဖြစ်နေတဲ့ set ကို ANL လို့ပေးလိုက်တယ်ပြီးတော့ data တွေပဲဖြစ်တဲ့အတွက် non for နဲ့ တက်လေးကျွန်တော်ခေါ်လိုက်တယ်ဟုတ်ပြီကျွန်တော်ဒီမှာလဲ PRN နေပြန် can do ပြီးပါပြီ can do ကိုကျွန်တော်ဒီနားလေးမှာကျွန်တော်ရေးလိုက်မယ်ပြီးသွားရင်ကျွန်တော် for i n a n f 1ဆိုပြီးတော့ပေးလိုက် in 1တခုလဲပါလို့ဖြစ်သွားလဲဆိုရင်ကျွန်တော် update နဲ့ကျွန်တော်သုံးခုလုံးကိုကျွန်တော်ဆက်လိုက်လို့ဖြစ်ပါတယ်ပြီးသွားရင်ကျွန်တော် PRN နေပြန်တော့တက်လေးခုံလိုက်မယ်ခုံပြီးသွားမှကျွန်တော်ဘာလုပ်မလဲဆိုရင် i ဆိုပြီးတော့ ကလင်းထုတ်လိုက်ရင်သုံးခုလုံးမိတဲ့နံပါတ်တွေနဲ့အနည်းဆုံးနှစ်ခုမိတဲ့နံပါတ်တွေကိုတို့အောက်ပေါ်ထုတ်ပေးမှာပဲဖြစ်ပါတယ်အဲဒါဆိုတော့ run လိုက်မယ်ဆိုရင်သုံးခုလုံးမိတာ105အနည်းဆုံးနှစ်ခုမှမိတာ104 105 108ဖြစ်ပါတယ်ကျွန်တော်ဆုံးနေကျင်တာကတော့ဒီနေ့ကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ခင်ဗျာ